ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူဘောမချင်းကနေယူဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒါပရီးမီးယားလိပွဲစဉ်12ရက် weekend rounder နဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင်ပါ weekend rounder ကလေးကျွန်တော်လုပ်ကြည့်အောင်ပေါ့နော်ကျွန်တော်ဒါအပတ်စဉ်လုပ်နေကြပါလေဆိုတော့ကျွန်တော်တို့အနေနဲ့ဒါဒီ Manchester United ကတော့ကျွန်တော်ဒီညမှာရှင်ပိုင်ကစားမယ်ဆိုတဲ့အခါကျတော့ ဘလို့ပြောရမလဲဒီတပွဲတော့မပါသေးဘူးပေါ့လေတိုးတိုးလေးပဲရှိမှကျွန်တော်ကူးပွဲပြီးသွားပြီပေါ့နော်ဒါ16သိန်းကစားပြီးသွားပြီအဲ့ဒီပွဲတွေနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ကြည့်အောင်ပါဆိုတော့ Chelsea ကတော့စလိုစီစီကစားရင်းနဲ့ဒါဘန်လီကိုအဝေးကွမှာ2ဂိုးကိုမရှိဆိုတဲ့ရလနဲ့ကျွန်တော်အနိုင်ရတယ်ဒီပွဲအနိုင်ရလိုက်အနိုင်ရလိုက်တော့ကျွန်တော်က Chelsea ရဲ့ဘက်ကကျွန်တော်အဆင့်1ဒီပါတွေကိုကျွန်တော်ကတက်လာနိုင်ပြီပေါ့နော်အနီးပြားပြတဲ့ Enzo Mares ကအဲ့အတွက်တော့ဒါအဓိကကစားမှာပြည်တဲ့ခိုးပါမာတို့ဘာလို့မပါနိုင်သေးတဲ့အချိန်မှာ ဒီလိုမျိုးကျွန်တော်တို့ဒါအဆင့်နှစ်ထိရောက်အောင်လှုပ်ပြထားနိုင်တာကတော့တကယ်ကောင်းတဲ့တစ်ချက်လို့ကျွန်တော်ပြောရမယ်။သူပြင် Chelsea က Level Crowell အပါဝင်ပေါ့နော်ကျွန်တော်တို့ဒီအကူရပါတယ်ဆိုတဲ့ကစားမလေးကိုရေရှည်လက်လွတ်ထားရတာပါ။ဒါတော့မှ Liam Delap တို့ဘာလို့ဒါအခုမှပြန်ပြီးတော့ကစားနိုင်လို့ပေါ့နော်။အဒီဘွဲမှာလည်း Champions League ပွဲစဉ်တွေသူတို့တွေ Estevao တို့ Kainsi တို့တို့ကစားမမျိုးတွေကိုမိနစ်90အနားပေးနိုင်ခဲ့တယ်။အဲ့လိုအနေထားမှာကိုပဲတူးစီးနဲ့နိုင်နေဆိုတာကတော်တော်ကောင်းတဲ့ရလက်ပါ။သူပြင်ဒီဘွဲမှာဆိုရင် Chelsea ရဲ့အကောင်းဆုံးပုံစံတော့ကျွန်တော်တို့ကတွေ့ရတာမဟုတ်ဘူးအရင်မကောင်းဘူးများသေးလားတိုးတိုးလေးပဲသူတို့အနေနဲ့လိုအပ်တဲ့သုံးမှတ်ကို clean sheet နဲ့အတူယူသွားတယ်ပေါ့နော်ဒါအပြင်အစ်စ်နှစ်နေရာကိုလည်းကျွန်တော် Manchester City ကိုကျော်ပြီးတော့ရလာပြီ Arsenal ကိုလည်းဒုတိယနေရာကနေပြီးတော့ဒါအစားဘာလို့ဆိုဒီ pressure ပြီးထားတယ်ပေါ့နော်ဒါဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ဒါ Chelsea အတွက်တော့ဒီပြည်သက်တွေပါလေအများကြီးမထင်ထားပဲနဲ့ ဒီတိုက်တဲ့ဒုတိယနေရာကိုကျွန်တော်ရောက်လာနေဆိုတော့မြို့ခံပြန်ပြန်အာဆင်နယ်ကိုဘလောက်ထိဒုက္ခပေးနိုင်မလဲပေါ့လေချယ်ဆီအတွက်တော့လူစင်းအပြောင်းလဲတွေနဲ့မှမှဒီလိုမျိုးအဝေးခွင့်မှာ2-0နဲ့ clean sheet ယူနိုင်သေးရဲ့ဆိုတာတော်တော်ကောင်းတဲ့အခြေအနေမျိုးပါဆိုတော့နောက်တဲ့ဘက်က Liverpool နဲ့ Nottingham Forest တို့ပေါ့နော်ဒီဘက်မှာ3ဂိုးကုမရှိဆိုတဲ့ရတဲ့နဲ့အိမ်ခွင့်မှာ Liverpool တင်းကကျွန်တော်ရှုံးနေတယ်ဒီဘွဲရှုံးနေတာကတော်တော်ကိုပြောစရာကျွန်တော်ဖြစ်လာပြီပေါ့နော်ဘယ်လိုပြောလဲ Liverpool နဲ့ပတ်သက်လို့ရှိရင်ဒီတရာဒီတုံးကျွန်တော်အနေထားနဲ့ကြည့်ရင်ပထမဆုံး ပွဲဆဆခြင်းဟိုယာတီဆဆခြင်း၅ပွဲတောက်လျှောက်သူတို့အနိုင်ယူပြထားတယ်။ဒါပေမဲ့လို့ညီကလေးတို့တည်တဲ့အချိန်မှာအခုလက်ရှိပွဲတင်ဆက်နှစ်ကစားပြီးတဲ့အချိန်ချင်းလစ်ပါဦးတင်ရ6ပွဲနိုင်6ပွဲရှုံးဆိုတဲ့ရလတ်မျိုးနဲ့ပရီးမီးယားလိမှာကြုံနေရတယ်။ဘလို့မှအဆင်မပြေပါဘူး။ဒီပြပြတဲ့အာနီစလောအတွက်တော့ဒီယာဒီမှာခက်ခဲမှုတွေသူအများကြီးကြုံနေရတယ်။ချန်ပီယံဖြစ်ထားတဲ့ကလတင်တစ်ခုကိုငွေဒီပါတွေအမှန်ကန်သုံးပြီးတော့သူစိတ်ကြိုက်အတင်းသူစိတ်ကြိုက်တက်တစ်တွေပုံဖော်ဖို့ကြိုးပမ်းတဲ့အနေထားမှာအလုံးမဖြစ်တာတွေဘာတွေကိုကျွန်တော်မြင်လာရတယ်။ ဒါဟာတပွဲမဟုတ်နှစ်ပွဲမဟုတ်တော့ဘဲနဲ့ဂျားထဲမှာတချို့ပွဲတွေနိုင်တာတောင်မှပေါ့နော်အဲ့ဒါလိုပွဲတွေအနိုင်ယူအပြီးမှာအသင်းအနေထားကိုကောင်းကောင်းမပြောင်းလဲနိုင်သေးဘူးခန်းစစ်ကရန်ကူးပေးရပါတယ်ဆိုတော့လက်ရှိဆက်နှစ်ပွဲမှာဆိုလို့ရှိရင်ဂိုး20ဒီလဘောက်တင်းရဲ့ခန်းစစ်ကကူးပေးထားရတယ်ဒါဟာသူတို့ပြောင်းလဲဖို့လိုတဲ့အရာတစ်ခုပါအဲဘလူးမန်တော့ကျွန်တော်မလွယ်ဘူးပေါ့နော်လဘောက်တင်းတို့ကဒါကျွန်တော်တို့အပြောင်းရွှေ့မှာဆိုလို့ရှိရင်လည်းပဲတိုက်စစ်ကစားမတွေကိုခေါ်ဖို့ပဲကျွန်တော်တို့တော့ချောက်အတန်ကြီးထွက်နေတာကောလာဟာလာကခန်းစစ်ကစားမတွေကိုခေါ်ဖို့နဲ့ပတ်သက်ပြီးတော့ တကယ်အမှန်ကန်ကျူးပန်းနေတယ်ဆိုတာမျိုးကျွန်တော်မတွေ့ရဘူးလေပေါင်းတင်ရဲ့ခံစစ်ကအရင်တိုင်ပတ်ပါတယ်ကုသမအလီဆန်ပြန်ပါလာတာတော့မှသူတို့ရဲ့ခံစစ်မှာဆိုလို့ရင်ဂိုးရီပေးနေရတော့မှသာနော်ရင်ဖောရက်စ်ကိုပြီးခဲ့တဲ့နှစ်ကလည်းသူတို့ဘောနော်အူရွန်ရဲ့တကူနဲ့သူတို့ဝမ်းစီနဲ့ရှုံးမှုတယ်အတိုင်းမဲ့တို့ဒီနှစ်မှာ 3C ဆိုတာမျိုးက ဆလော့ရဲ့ကျွန်တော်ဒီအနာဂတ်အတွက်ပါအရန်ကိုစိုးရိမ်စရာဖြစ်တဲ့အနေထားတွေကိုကျွန်တော်ရောက်လာပြီပေါ့နော်ဆိုလေဘာဘူးတင်းကဒီချင်တွေကိုပြောင်းလဲဖို့ကျွန်တော်လိုပါတယ်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်းဒီလောက်ထိကောင်းတဲ့စာမတွေရှိပြီးတော့တကူးမှမရခဲ့တာကတော်တော်လေးစိတ်ပျက်စရာကျွန်တော်ကြုံခဲ့ရတယ်လို့ပဲပြောရမယ်တိုက်တယ်ကိုသွားနေတယ်ပေါ့နော်ဒါရဖို့သွားနေတဲ့အာဆင်နယ်နဲ့လည်းအမှတ်ကွာမှုကအရင်ကြီးသွားပါပြီဒီချိန်မှာ ကျွန်တော်တို့တပွဲကကျွန်တော်တို့ဘုံပေါင်းနဲ့ဝက်ဆမ်တို့ကစားခဲ့တဲ့ပွဲပါ။နီးပြပြတဲ့နူနူဆန်တိုစ်ရောက်လာအပီမာဝက်ဆမ်ကဖြည်းဖြည်းချင်းအမှတ်ကလေးတွေတက်ယူလာနိုင်ပါတယ်။စီမင်ကျွန်တို့ဘာလို့မပါနိုင်တဲ့ဒီပွဲမှာဆိုရင်ဘုံပေါင်းကလည်းတူတူတည်ကြသွားတယ်ပေါ့။နောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်ဘုံပေါင်းဟာကျွန်တော်တို့ထင်သလောက်ထိပေါ့နော်။ရလတ်တွေကအဆင်ပြေမနေဘူးလို့ကျွန်တော်ပြောလို့ရတယ်။ရာသီစမှာဆိုလို့ရှိရင်သူတို့လည်းတူတူပဲပေါ့နော်။တကယ်ကောင်းတဲ့ performance တွေကျွန်တော်ပြတယ်။ဒါပေမဲ့လို့ဘုံပေါင်းက နောက်ဆုံး၅ဘွဲလောက်မှာတော်တော်ကိုတိုင်ပတ်နေပြီပေါ့ဘုံဘော်ရဲ့နောက်ဆုံးပရီးမီးယားလိ၅ဘွဲကိုကျွန်တော်ကြည့်ရင်သူတို့တဘွဲပဲအနိုင်ရထားပါတယ်နှစ်ဘွဲရှုံးပြီးတော့နှစ်ဘွဲတည်ရီကျထားပါတယ်အဲ့တော့ဒီတန်းစင်းစုံကနေပြီးတော့အမှန်ကန်ရုံးဖို့ကျူးပတ်နေတဲ့ဝက်ဆမ်အတွက်အဝေးကွင်းမှာသူတို့ဘုံဘော်လိုအသင်းမျိုးကိုတစ်ဖက်ကို၂၉စီတည်ကြောင်းကစားနိုင်နေဆိုတာမျိုးကအမှတ်၃မှတ်အပြည့်မရပြီမဲ့လေလို့ပေါ့နော်အချင်းကြီးကမစိုးဘူးလို့ကျွန်တော်ပြောရမယ်ဒါကြောင့်ဒီဘွဲကတော့ အာဘုံမောက်အတွက်ကတော့အိမ်ကွင်းမှာအနိုင်၃မှတ်ဆုံရှုံခဲ့ရတဲ့ပွဲပေါ့လေတရေတမှတ်မဲ့သူဂျီနက်ခဲ့ရတယ်ပေါ့ခရစ်စတယ်ဘဲလစ်ကလည်းတရာဒီလုံးတိုင်ပတ်နေပါတယ်ဆိုတော့ဝူဘာဟန်တန်ကူဒုတိယပိုင်းတွင်းကူနေနှစ်ကူကူမရှိနဲ့ကျွန်တော်နိုင်တယ်နီးပြအပြောင်းလဲတွေတော့ကျွန်တော်လှုပ်ထားတယ်ဒါပေမဲ့လို့ဝူဘာဟန်တန်ဘက်မှာတိုးတက်မှုတွေဘာမှရှိမထားသေးပါဘူးပရီးမီးယားလိဆက်နှစ်ပွဲကစားပြီးတဲ့အချိန်မှာတပွဲမှမနိုင်ထားသေးပါဘူးဝူဘာဟန်တန်ကဆိုတော့တန်းစင်းရမယ့်အချိန်တွေကိုအနည်းဆက်ဆုံးကျွန်တော်ဖြစ်နေတယ်တရာဒီလုံးနေသားနေမှာနှစ်မှတ်ပဲရသေးတယ်ဆိုတာမျိုးက တော်တော်ကိုစူးစူးဝဝအနေထားမျိုးကြီးပါ။ဒါကြောင့်တော့လောတင်မှာဆိုလို့ရှိရင် Crystal Palace အနေနဲ့ပေါ့နော်သူတို့လည်းပဲဘယ်လိုပြောရမလဲဒီတိုင်ပတ်ခဲ့တာတွေကျွန်တော်တို့ပေါ့နော်ဟိုရှိတယ်ဗျာဒီလားတော်တော်လေးပဲတရားစီလုံးအနေထားနဲ့ကျွန်တော်ချင်း Crystal Palace ကတော်တော်လေးကိုကောင်းနေတယ်မှာပါတယ်ပေါ့အရှုံးပွဲကလည်းနှစ်ပွဲပဲကျွန်တော်ရှိသေးတယ်ပေါ့သူတို့ထက်ပိုပြီးတော့ရှုံးပွဲနေတာဆိုတော့အာဆင်နယ်ပဲကျွန်တော်ရှိတော့တယ်ပြည်ထနာကသူတို့အသေးပွဲတွေတအားများပြီးတော့အမှတ်တီးကထင်သလောက်ထိမရနေတာဒါတော့မှပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါအဆင့်၅အထိကျွန်တော် Crystal Palace ကလောလောဆယ်တက်ထားတယ်ပေါ့ ်အကြည့်မယ်ဆိုလို့ရှိရင်ဘုံမောက်ဝူဘန်နဲ့လို့အသင်းမျိုးကိုကျွန်တော်တို့ကအနိုင်ယူတဲ့နေပွဲမှာရအောင်လုပ်ခဲ့တာလို့ပဲကျွန်တော်ပြောရမယ်ပေါ့လေဆိုတော့ Brighton ကလည်းငကူတကူဆိုတဲ့ရလနဲ့ပေါ့နော်2-1ဆိုတဲ့ဒီ Brentford ကိုနိုင်နေပေါ့ရလနဲ့ဆိုတော့ Brighton ဘက်ကကျွန်တော်ကြည့်ရင်လည်းပဲရလတွေကမတည်ငြိမ်ပါဘူးမှန်တယ်ပြောရရင်ဒါပေမဲ့ဒီပွဲမှာကျွန်တော် Brighton ကိုထင်မထားဘူးထင်မထားဘူးဆိုတော့သူတို့အိမ်ဝင်ဖြစ်ပြီးမဲ့လေလို့ပေါ့နော်ဗာဘရန်ဖို့ကိုသူတို့ဒီဒုက္ခပေးနေမှုကျွန်တော်ထင်မထားဘူးဒါပေမဲ့ဒီပွဲမှာဒန်နီဝဲဘက်လာမသိဘူးတွင်းသွားတဲ့ကိုတွေ့လိုက်တယ်မလားနော်အရန်ကောင်းတယ်ဗျအဲ့လိုအဲ့လို ဲ့လိုစောဝန်းကောင်းနဲ့အဲ့လိုဂိုးမျိုးကိုသွင်းဖို့ဆိုတာမင်းမင်းဘောလုံးကောင်းမင်းမင်းနင်းမိပြီးတော့ပဲမင်းချော်လဲလဲမှာရောဝဲဘက်သွင်းတယ်လို့ဂိုးမျိုးသွားရှို့လိုက်အောင်နော်ထင်ပါလေအိုက်ပွဲထင်ပါလေနော်ဝဲဘက်သွင်းတဲ့ကိုရှို့လိုက်အောင်တော်တော်ကောင်းတဲ့သွင်းကိုပါသိလားတော့ Brighton ဘက်ကတော့ဗောနော်ဒါအနိုင်ရတယ်ပေါ့လေအနိုင်ရတယ်ဆိုတဲ့ကကျတော့သူတို့လည်းပဲဒီယာဒီမှာမှန်းနေပြောရင်တိုက်စစ်ကဂိုးတွေရနေပြီမြဲလို့ခန်းစစ်ကဂိုးတွေတအားပီးထားရင်လည်းအဆင်မပြေဖြစ်နေတာအခုတော့နောက်ဆုံးပရီးမီးယားလေး၅ဘွဲမှာသူတို့ဗောနော်၃ဘွဲမြောက်၅ဘွဲကိုသူတို့ယူထားတယ်ဆိုတော့ ဘရိုက်တန်ဟာပြန်ပြီးတော့ကောင်းလာတဲ့ performance တွေကိုလုပ်ပြနေတယ်လို့ကျွန်တော်ပြောရမယ်ပေါ့နော်။ဒါလိုပဲကျွန်တော်တို့ DRD မှာတခြားကောင်းနေပါတယ်ဆိုတော့ Sunderland ကိုနောက်ထပ်တစ်ပွဲအနည်းနဲ့ Fulham က Wednesday ဆိုတဲ့ကြက်လိုက်နဲ့ကျွန်တော်သာအနိုင်ယူပြထားတယ်ပေါ့။ Sunderland တို့တော့တန်တက်ကလည်းအသင်းတွေမှာတင်အကောင်းဆုံးအသင်းဖြစ်နေုံနဲ့မကဘူးပေါ့နော်။ပရီးမီးယားလိရဲ့တချို့အသင်းတွေထက်ကိုပါအများကြီးပူကောင်းတဲ့ performance တွေ DRD မှာပြထားတာ။ဒါအပြင်ပြီးခဲ့တဲ့ international break မတိုင်ခင်တုန်းက Arsenal နဲ့ကစားတဲ့ပွဲမှာလည်း သူတို့တွေကအမှန်ကန်ပြန်ပြီးတော့တုံ့ပြန်ကစားရင်းနဲ့တစ်ဖက်နှစ်ကိုးစီအာဇင်နီကိုတည်ကြအောင်လှုပ်ပြထားတာအဲ့တော့ဆန်လန်လန်ကတော်ကောင်းတဲ့ performance ကိုပြထားပါတယ်တိုက်စစ်ကတော့အရင်ကူးမရပြီမဲ့လို့ခန်စစ်ကဟို၁၂ပွဲမှာ၁၁ကူးပဲပြီးရသေးတယ်ဆိုတဲ့အနေထားကတော်တော်ကောင်းတဲ့ခန်စစ်ထဲမှာပါတယ်လို့ကျွန်တော်ယူဆတယ် အတိုင်းပဲလို့ကျွန်တော်တို့က Fulan ရဲ့ Crabbing Cottage မှာဆိုလို့ရှိရင်သူတို့ဘလို့မှအဆင်မပြေခဲ့ဘူးဝမ်းစီဆိုတဲ့ကြားထဲနဲ့ကျွန်တော်တို့ကရှုံနေခဲ့တယ်မာကိုစေးပါတဲ့ဒီနိုင်ပွဲက Imminent လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ Fulan ဟာတော်တော်လေးကိုတိုင်ပတ်တဲ့ကာလတွေကိုကျွန်တော်ဖျက်သန်းနေရတာပေါ့ချစ်လက်မှုတွေရှိတယ်ဆိုပေမဲ့လို့တိုက်စစ်နဲ့ဟိုဘယ်လိုအတိုက်စစ်ကပေါ့နော်ကစားဟန်ဒီပါတွေပုံပေါ်မထားနိုင်သေးတဲ့အပြင်ခန်းစစ်ကလည်းတို့ဒါလူအပ်ထားတဲ့ပို့ပြီးတော့ဂိုးတွေပြီးနေရတယ်ဆိုတော့ရလက်တွေကမပေါ်ဘူးဖြစ်နေတာဆိုတော့အခုကတော့ 1C ဆိုတဲ့အတွက် ဟိုဖူလန်ဘက်ကကျွန်တော်ကြည့်ရင်တော်တော်လေးချီနီကောင်းနေပေါ့နော်အဲနောက်တစ်ပွဲကကျွန်တော်နေတဲ့ Manchester City ကတော့ away ကွင်းမှာ Newcastle ကို2-0ကိုနဲ့သူတို့ရှုံးတယ်ဒီနေရာမှာကျွန်တော်တို့ဘယ်လိုပြောမလဲ City အနေနဲ့ပေါ့နော် Arsenal ကို title challenge အတွက်ဟိုဘယ်လိုပြောမလဲဖိအားပေးဖို့တွားနေတဲ့အချိန်မျိုးမှာ Newcastle လို့အသင်းမျိုးနဲ့ရင်ဆိုင်ရတာဟာတော်တော်လေးကိုစိတ်ပျက်စရာပါအားကြောင့်လဲဆိုတော့ Castle ဒီအသင်းကြီးတွေမှန်တယ်မြတ်ပေါ့နော် Newcastle ရဲ့ကွင်းမှာ ဘယ်သူမှကစားခြင်းစိတ်မရှိဘူးဘာလို့လဲဆိုတော့အဲ့တလောက်ထိကျွန်တော်တို့ကောင်းလို့ပဲဒါဒီနေရာမှာသူတို့က channel ပွဲစဉ်တွေအကုန်တိုင်ပတ်ကြတယ်တော့အဆင်မပြေခြင်းပြေခြင်းမပြေဒီမှာပဲသူတို့အိမ်ကွင်း top 6 side နဲ့ဆိုလို့ရှိရင်တေးကြတယ်ဒီကောင်လေးကမင်းသူမတူအောင်ကစားတာ champions league ပွဲတွေလိုပဲဗျ champions league ပွဲတွေဆိုလို့ရှိရင်သူတို့အိမ်ကွင်းဆိုရင်ဒီကောင်လေးရဲ့ဘယ်လိုပြောမလဲကွင်းအတွင်ပရိသတ်တွေရဲ့ဒီ atmosphere တွေဘာတွေကပေါ့နော်ဟိုမတူတည်တယ်မလားအမှန်ကန်ပြိုင်ပွဲတင်းကိုတော့ကြောက်ဖိအားပေးအောင်လုပ်နိုင်တဲ့အခြေအနေမျိုးမှာရှိတယ်အဲ့တော့ဒီပွဲမှာလည်းအဲ့ဒါလိုပဲ ကစားမားတွေရဲ့ဘက်ကလည်းတွန်းတွန်းတက်တက်ကစားသွားပြီးတော့ Manchester City ကိုအနိုင်ယူနေဆွဲရှိတယ်ဆိုတဲ့ပုံစံနဲ့ကစားသွားတာ City ဘက်ကတောက်လျှောက်ဂိုးတွေသွင်းနေပါတယ်ဆိုတော့ Haaland တို့တချို့အခွင့်အရေးတွေရခဲ့တာဂိုးတွေမရတော့ဘူး Foden တို့အပိုင်လုံးတွေရခဲ့တာကျွန်တော်ဂိုးပေါင်းမတည့်တာတွေကျွန်တော်ဖြစ်တယ်သူတို့ကြကြကြီးလည်း Manchester City ကိုလည်းဘာမှမလုပ်နိုင်ခဲ့ပေနဲ့အရာအလုံးက Newcastle ရဲ့အောက်ပဲကျွန်တော်ရှိခဲ့ရတယ်ဒါကြောင့် Arsenal ကိုပြီးအပြည့်ဝကျူးမတ်နေတဲ့ Manchester City တို့တော့ဒီပွဲရှုံးနေသွားတာကလုံးဝတော်တော်ကိုကြီးမားတဲ့ တို့ဘနော်ဒီဘယ်လိုပြောလဲခလုတ်ခလုတ်ခလုတ်စူးညောင်းခလုတ်ဖြစ်သွားတယ်ပေါ့အခုဆိုလို့ရှိရင်ခွန်နှမှတ်လာမသိဘူးတို့တွေဘနော်တို့ဒါကွာသွားပြီအာဆင်နယ်နေကဒါတတော်ကိုလိုက်ယူမှရမယ်အနေအထားမျိုးပါဆိုတော့ City တွေကတော့တတော်ကိုစိုးတဲ့ performance ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့နေနဲ့ Leeds United ရဲ့အိမ်ခွင်းမှာ Aston Villa က2-1နဲ့အနိုင်ရတယ်နီးပြ Unai Emery ရဲ့အတင်းကယာစီစမှာတိုင်ပတ်တဲ့လောက်အခုလက်ရှိဒီနောက်ပိုင်းပွဲဒီမှာဆိုလို့ရှိရင်တအားကိုကောင်းလာပါပြီအခုဆိုအဆင့်၄အတွင်းမှာတော့မှသူတို့ပေါ့နော်ယာယီပြန်ဝင်လာပြီပေါ့လေ ဆိုတော့ညူကာဆယ် sorry အက်စတန်ဗီလာကအဝေးဝင်မှာနိုင်တဲ့ခါကျတော့ဒီဘက်မှာ27မှတ်ရည်သူလူရထားတယ်တိုက်စစ်က15ခုနဲ့ခန်းစစ်က17ခုပဲပြန်ပြီးထားရပါသေးတယ်ဆိုတော့ယာဒီစတော့ကတော့တည်ပွဲတွေတောက်လျှောက်များတယ်ဗောနော်တည်ပွဲတွေများတယ်တိုက်စစ်ကဂိုးတွေမသွင်းနိုင်တဲ့6-5ပွဲလောက်ဒီသူတို့တိုင်ပတ်နေတာနောက်ပိုင်းပွဲတွေမှာတကယ်ပြန်ကောင်းလာပြီးတော့ပရီးမီးယားလိနောက်ဆုံး5ပွဲမှာ လေးဝဲတီအနိုင်ရထားပြီးတော့တပွဲပဲရှုံးနေထားပါတယ်။အဲ့ဒါကတော့ MF Queen မှာသွားကစားတဲ့လေပေါင်းနဲ့ပွဲပါ။ဆိုနောက်ပိုင်းပွဲဒီမှာဆိုလို့ရှိရင်ရလက်တွေကတကယ်ကောင်းနေပြီလို့ကျွန်တော်ပြောရမယ်။ Aston Villa အတွက်တော့1-2နဲ့အဝေးကွင်းမှာနိုင်ခဲ့တာကတကယ်ကောင်းတဲ့အခြေအနေမျိုးပါဒီပွဲတွေသူတို့အဆင့်၄ထိပြန်ဝင်လာပြီဆိုတော့ဗောနော်အဲနောက်တစ်ပွဲကကျွန်တော်စပါးနဲ့အာဆင်နယ်တို့ကစားတဲ့ London Derby ပေါ့လေအာဆင်နယ်ကတော့ကျွန်တော် Manchester City တို့အမှတ်ရတဲ့ချိန်နောက်ပြီးရင်ကျွန်တော်ကအာဆင်နယ်တို့ဆိုပါလေဒီ လီဗာပူးသင်းတို့အမှတ်ရတဲ့အချိန်မှာတိုက်တဲ့အတွက်အရင်ကတည်းကမှအမှတ်ဖြစ်ထားပါလိမ့်စုဒီပွဲမှာလည်းသူတို့အမှတ်ဖြတ်ဖို့ကြိုးပမ်းခဲ့တာသူတို့4-1ဆိုတဲ့ရတဲ့သူတို့အနံ့ရတယ်။အစီကတော့ကျွန်တော်က hat trick သွင်းသွားပြီးတော့ statement performance မျိုးသူပြသွားတယ်။ Gabriel မပါတဲ့နောက်တန်းကလည်းကျွန်တော်လေးကိုကြစ်လက်ခဲ့ပါတယ်။သူတို့အာဆင်နယ်နောက်တန်းတွက်ကတကူပေးလိုက်ရတာတောင်မှလုံးဝမထင်မှတ်ထားတဲ့ပုံစံတွေသူပေးရတာ။ရုရှားလီစတန်တော်ကောင်းလို့ပေါ့နော်။ဒါပေမဲ့လည်းအာဆင်နယ်ရဲ့အနေထားက စပါဘက်ကတိုက်စစ်ကစူးရုံးတဲ့ခါကျတော့သူခန်းစစ်တွေကအလုတ်အောင်ရှုပ်စရာအများကြီးမရှိခဲ့ဘူးတကယ်တမ်းပြောရရင်เนาะဆိုတော့ Thomas Frank တို့ဝေဖန်စရာတွေအများကြီးဖြစ်နေပြီလက်ရှိမှာစပါရဲ့ကစားပုံနဲ့ပတ်သက်လို့ဘလူးမန်နဲ့စပါပရိသတ်တွေသဘောမကျကြတော့ဘူးဝေဖန်မှုတွေလည်းဆိုရှယ်မီဒီယာမှာပြန်ပြီးတော့မြင့်တက်လာပြီပေါ့နော် Thomas Frank အနေနဲ့စပါကိုတိကျပို့ပြီးတော့ကောင်းအောင်သူ ပုံဖော်ပြဖို့လိုပါတယ်။ရာသီစမှာကောင်းလာသည်များအရာတွေကအခုဆိုလို့ရှိရင်ဒုံင်းကဒုံင်းပြန်ရောက်လာတဲ့အခြေအနေမျိုးကိုတွေ့နေရပြီ။စပါဟာ၁၁ပွဲ၁၂ပွဲကစားပြီးတဲ့အချိန်မှာ၁၈မှတ်နေပေါ့နော်။သူတို့တွေဒါအဆင့်၉ကိုရောက်လာပါပြီ။ဒါကြောင့်လောတင်မှာကျွန်တော်ကြည့်ရင် အချီနီကစပါအတွက်ပေါ့နော်ဝေဖန်ကြရပြီးပြန်ဖြစ်လာတယ်။တိုမတ်စ်ဖန်အနေနဲ့ဘလို့ပြောင်းလဲပြီးမလဲ။အာဆင်နယ်အတွက်ကတော့ဒီပွဲအနိုင်ရနိုင်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ကအဆင့်တမှာ29မှတ်ဒုတိယနေရာကအနီးကပ်ဆုံးနဲ့လန်ဒန်ပြိုင်ပွဲပါဆိုတော့ Chelsea ကို6မှတ်ဖြတ်ထားပါတယ်။သူတို့ရဲ့တိုင်တယ်မှာတိုင်တယ် race မှာဆိုရင် NDA အများဆုံးလို့ကျွန်တော်ပြောရမယ့် Manchester City ကို9မှတ်ဖြတ်ထားတယ်။ဒါတော့9မှတ်ပါ။နော်တော်တော်ကိုကောင်းတဲ့အချီနီမျိုးပါ။ဆိုတော့ဒါမှမဟုတ် Victor Yokristo เนาะကျွန်တော်မပါနိုင်သေးဘူး Harvest တို့မပါနိုင်သေးဘူး Hesu တို့မပါနိုင်သေးဘူး Gabriel တို့မပါနိုင်သေးဘူးနောက်ပြီးရင်ကျွန်တော်တို့က Martin Odegaard တို့မပါနိုင်သေးဘူး Arsenal မှာလူစင်းရင်အဓိက player လို့ပြောလို့ရမယ့်ကစားမ9ယောက်လောက်မပါဘဲနဲ့ဒါမျိုးလှုပ်ပြနေတာပါတော့ဘောနော်တကယ်ကောင်းတဲ့ performance မှာအာဆင်နယ်ကတော့ title race title race တော်တော်လေးကိုအချိန်ကြီးကောင်းနေပြီဘောနော်ဆိုတော့ညီကတို့အနေနဲ့ရောဒီဘက်ပွဲစီနေနဲ့ပတ်သက်ပြီးတော့ဘယ်ပွဲကကျွန်တော်တို့ဒါပြောစရာအကောင်းဆုံးဖြစ်ခဲ့တယ်လို့ထင်ကြတယ်ဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်